ချီလီနိုင်ငံပါတာဂိုနီးယားဒေသတောင်ပိုင်းဒေသက Torres Strait ပိုင်းအမျိုးသားဥယျာဉ်မှာအာကောင်နဲ့နေမုံတိုင်းတစ်ခုတိုက်ခိုက်ခဲ့လို့ခီးသွား၅ဦးတေဆုံးခဲ့ပြီးပျောက်ဆုံးနေတယ်လို့သတင်းပို့ထားတဲ့နောက်ထပ်၄ယောက်ကိုအသက်ရှင်လျက်တွေ့ခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်အမျိုးသားဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ရေးဌာနရဲ့ဒေတာဆိုင်ရာညွှန်ကြားရေးမှူးဟွန်ကာလုစ်အန်ဒရာဒက်စ်ကအာနာပိုင်တွေဟာတေဆုံးသူ9ယောက်ရဲ့အလောင်းတွေကိုပြန်ရရေးဆောင်ရွက်နေပြီးရာသီဥတုအခြေအနေကခွန့်ပြုရန်မနှက်ဖြန်မှာပြီးစီးနိုင်တယ်လို့ပြောပါရယ် ေဆုံးသူတွေထဲမှာဂျာမန်၂ယောက်၊မက္ကစီကန်၂ယောက်နဲ့ဗြိတိန်နိုင်ငံသား၃ယောက်ဖြစ်တယ်လို့အာဏာပိုင်တွေကပြောခဲ့ပါတယ်။ခရီးသည်တွေဟာအနည်းဆုံးသွားလာနိုင်တဲ့နေရာကနေကားနဲ့၄နာရီကနေ၅နာရီကြာသွားလာနိုင်တဲ့အမျိုးသားဥယျာဉ်ရဲ့လွစ်ပေရိုစခန်းနာမှာပျောက်သွားခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အဲ့ဒီဒေတာမှာနင်းမုံတိုင်းတစ်ခုကြောင့်မိုးရွာခဲ့ပြီးလေတိုက်နှုန်းတနာရီမိုင်120ကျော်အထိပြင်းထန်ခဲ့တာပါ။ဒါဟာအဆင့်3ဟာရီကိန်းမုံတိုင်းရဲ့ပြင်းအားနဲ့ညီမျှပါတယ်။ မိုင်ပေါင်းများစွာရှေလျသော ရေခဲမြင့်များစိမ့်ပြာရောင်ရေကန်းများမြင့်မာသောကြောက်တုံးကြီးတောင်ထုတ်များရေတကူများနှင့်ရှားပါသောတောရန်တရိษံများတည်ရှိရာနေရာတောင်ထိပ်တွေနှင့်ဝင်ရွှန်းအောက်ပိုင်းတစ်တောတွေပါတဲ့ Torres တေပိုင်းအမျိုးသားဦးရင်ဟာစတူရမ်းမိုင်900လောက်ကျေဝန်းပြီးနှစ်စဉ်လာရောက်လေပတ်တူတိမ့်နေချီရှိပါရယ်